ဒါလေးက180ဝက်ဆိုလာပါတော့ဓမ္မနေတော့လာအထားရဆိုလာဗျာဒါဘာဖြစ်လဲဆိုတော့ဟိုဘိုးကဒီကောင်က20ဘိုးပေါ့နော်ဘာမှလုံးမချိတဲ့အချိန်ဆိုရင်သူက20ဘိုးထွက်အောင်ဘိုးက20ဘိုးထွက်အောင်ဘိုးက20ဘိုးထွက်ကအမယ်အဲနောက်ပြီးတော့ဒီ car run က car run ကဒီမှာနော် max power car run က10.1ပြင်ဒီမှာကျွန်တော်ဒီ short circuit current ဆိုတာကျွန်တော်ဘာမှလုံးမချေရအချိန်ပေါင်းနှုတ်ကိုထောက်ထောက်တိုင်းတဲ့အချိန်မှာ damage အဖြစ်ကမှာနော်ပြီးတော့ဒီကောင်းရဲ့ဒီဒီ maximum power က180 watt နော်ပြီးလို့ရှိရင်အဘိုးဒိတ်ကတည်းမှာ second တက်မှာရှစ်ဖို့ပေါ့နော်အဲ့တော့ဒီမှာ open circuit ဘိုးမှာကအဲ့ဒါက21မှာ9ဖြစ်ရမှာပေါ့ဒါလှုပ်ချိတ်လိုက်ရင်16တက်မှာရှစ်ဖို့ကြံရမှာဆိုတော့အဲ့လိုဖြစ်တဲ့အခါကျတော့ဒီဆိုလာကဘာဖြစ်လဲဆိုတော့73ဖို့ပဲရှိတယ်လှုပ်လဲချိတ်လဲချိတ်လဲရော 7ဘိုးလောက်ပဲကြံတော့တယ်အဲ့လိုဆိုတော့ဒီက7ဘိုးဗီဒီယိုတွေကိုအာအတွင်းလို့အဆင်မပြေနိုင်ဘူးပေါ့နော်စစ်ကြည့်လိုက်တဲ့အခါကျတော့ပလန်တွေပြတ်နေတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်ကဘယ်လိုလုပ်လဲဆိုတော့ तू ကဒီဆိုလာကျတော့ဒီဆိုလာရဲ့ဖွဲ့စည်းပုံကကျတော့ကျွန်တော်တို့ဒီ CD ဆက်ထားတာမဟုတ်ဘူးဗျာဒီဒါမျိုးပဲ तू ကအပေါ်အပေါ်အောက်ပဲ CD ဆက်တာဒီအပေါ်ချမ်းအကောင်လုံးဒီဆဲလေးတန်းလုံးကအပေါင်းနေကြီးပဲဟိုအောက်ဘက်ကလည်းအနှုတ်ကြီးပဲเนาะအဲ့လိုဆိုတော့ ဟိုအဘကအနှုတ်ကြောတစ်ချောင်းကိုဒီအလဲရလာပြီးတော့ဒီကိုဝင်လာတယ်ဖြစ်ချင်တော့အဲ့လာနဲ့ကျွန်တော်ကဒီခလဲရဒီဘက်နှစ်တန်းဒီဘက်နှစ်တန်းကိုဖြတ်ချလိုက်တယ်ဖြတ်ချပြီးတော့ဟိုအနှုတ်နဲ့ဒီအပေါင်းနဲ့ကိုကျွန်တော်ဒီမှာဒီဂျမ်းမာကျိုးနဲ့ကျွန်တော်ကြော်လိုက်တယ်ကြော်ပြီးတော့ကျွန်တော်တွဲထားတယ်တွဲထားခါကျတော့ဘိုးကဘယ်လောက်ထွက်လဲဆိုတော့အဲကျွန်တော်တစ်ချက်လိုက်ကြည့်လိုက်နောက်ကဲ ီးလိုက်တဲ့ဟုတ်ဖုံးပြန်လှန်လိုက်ဒီတော့ပြန်ပြောင်းတော့။တမရတိုက်တာ။ဘိုးကကျွန်တော်တို့ဘိုးကတော့30ကျော်လောက်ထွက်လိုက်ပါကြာနော်။128ဖို့နော်။အဲ့ဒါနေနေတော့ပါပြန်တော့128ဖို့ကျွန်တော် MBR အတိုင်းကြည့် အမီယာတိုင်းကြည့်မယ်ဒီစီအမီယာတိုင်းကြည့်အမီယာတိုင်းကြည့်အမီယာ3အမီယာတော့ပြန်ထွက်တယ်နော်3အမီယာတော့ထွက်တယ်မကြည့်အဲ့တော့ကျွန်တော်တို့အဲ့တော့ဝက်60ခဲကောင်းကိုရစမ်းကြည့်မယ်ဝက်60ခဲကောင်းစမ်းကြည့်မယ်ဆိုတော့ဟုတ်တယ်မလား cái gạo cũ chặt xa này nào nó cái mà mi lên này rồi cái gạo chặt xa gì này နာတော့ဆောင်ဒါပါเนาะကျွန်တော်တို့ဒီအမ်ဘီယာတောင်းလားမတောင်းလားဆိုတာဒါဒီရာနဲ့ဆွဲဆန်းလာပါเนาะဗီဂိုလေးအောင်ထွက်လိုက်เนาะဟုတ်ပြီအဲ့တော့ကျွန်တော်တို့ နောက်တနည်းနဲ့စမ်းကြည့်ပါဗျာ။နောက်တနည်းကကြာတော့ကျွန်တော်ဘာလဲဆိုတော့မတိပါဘူး။နောက်တနည်းကကြာကျွန်တော်တို့ဒီမီးသီးနဲ့စမ်းမယ်နော်။မီးသီးနဲ့စမ်းမယ်။အဲ့တော့ဘိုးက30လောက်ဖြစ်သွားတဲ့အခါကျတော့မီးသီးဆန်းနှုတ်မီးသီးတစ်လုံးနဲ့မရဘူး။အဲ့တော့ကျွန်တော်ကဆန်းနှုတ်မီးသီးကိုဆန်းနှုတ်မီးသီးနှလုံးကိုကျွန်တော်ကစီးစစ်ဆက်လိုက်တယ်။စီးစစ်ဆက်ပြီးတော့ကျွန်တော်တို့ပေါင်းကပေါင်းလမ်းကြောင်းတစ်ချောင်းအနှုတ်ကအနှုတ်တစ်ချောင်းအခုချိန်လိုက်ပါနော်။ကြည့်လိုက် နေထောင်ရှိုးလာမြေပြန်ထွားပါပြီเนาะအဆင်ပြေပါပါပြီအဲ့ဒီ solar လေးကပြန်ကောင်းသွားပြီเนาะကျိုးတွေပါအစ်စ်ပြန်လဲရမယ်ဘူလောစင်မှာဒီ open circuit မှာကကျွန်တော်တို့ဒီ3 ampere လောက်ထွက်တယ်တော့ဒီ battery ကိုတိုင်းပြီးတော့ကျွန်တော် ampere ကိုတစ်ချက်ထောက်ဆန်းမယ်အယိုးအတွင်းကြည့်မှာเนาะအဲ့တော့ကျွန်တော်တို့ ဗီဒီယိုထောက်ဆန်းလိုက်တဲ့အချိန်မှာဘလောက်အမ်ဘူလန်ဆွဲလဲဆိုတော့ကြည့်ပါเนาะကျွန်တော်ဒီမှာဗီဒီယိုမချိတ်ကြတယ်ဒီဘက်အပေါင်းကျူပါเนาะနောက်ကမချိတ်ကြတယ်အဲ့တော့ကျွန်တော်ဒီမှာ3 byte 3 byte file လောက်သွားတယ်เนาะတော့နော်3 byte 3 byte 4 3 byte 5အဲ့လောက်ရှိတယ်အဲ့တော့ကျွန်တော်ဒီမှာဗီဒီယိုနဲ့ထောက်လိုက်ဗီဒီယိုနဲ့ထောက်ပြီးအားသွင်းကြည့်ပါ2.5လောက်ပြန်သွားတယ်ဆိုတော့ဒီကောင်ကအားဝင်ကောင်းပါပြီเนาะ အောင်ကောင်းပါပြီစီစီပါပြီဆိုလာပဲချက်ပဲနော်ဆိုလာလေးကကောင်းလာပါပြီကြာပြီတွေ့လိုက်ပြီ